မင်္ဂလာပါခင်ဗျာ CV4 ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ GD4 ပြည်သက်တွေအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ CV လေးကတော့2023ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ Silo TV CV လေးပဲဖြစ်ပါရခင်ဗျာဒုသားမျိုးနွယ်ရဲ့နောက်ဆုံးကြံရှိသူတွေဟာမြေအောက်ထဲမှာဖန်တီးထားတဲ့နေရာတစ်ခုမှာနေထိုင်နေကပေးလွန်ကဘာတစ်ခုကိုဖျက်ဆီးနေကြပါရစာရေးစရာကြီး Hawkway ရဲ့ရောင်းအကောင်ဆုံးဝတ္ထုကိုအခြေခံပြီးတော့ Apple TV ကနေထုတ်လုပ်ထားတဲ့ CV လေးဖြစ်ပါရဒီဇလန်နဲ့မှာဆိုရင်တော့မင်းသမီးဂျော်လီရေဘဂါဖာဂူဆန်ရဲ့ပြောင်မြောက်လာတဲ့တယောက်ဆောင်ချက်တွေကိုခံစားမှာဖြစ်တယ်လို့ အဓာပေါင်း144လောက်ရှိတဲ့ဆိုင်လိုကြီးရဲ့မှာလူသားတွေကဘယ်လိုမျိုးဖြတ်တန်းကြမလဲဆိုတာကိုအစင်သစ်ဖြစ်ပြီးဆိုရင်တော့ဆိုင်လို season 1 episode 6 recap လေးကိုစတင်လိုက်ရအောင်ပါကျွန်တော်ကတော့အစီအစဉ်ကိုတင်ဆက်ပေးမယ် series 4ကရှင်းသူပဲဖြစ်ပါတယ် မြေတော်ဝင်းနဲ့လက်ထောက်ရာရှိမန်စ်အသက်ခံရတဲ့အမှုတွေတရားခံကိုအချက်လက်နဲ့ဖော်ထုတ်ပေးပြီးဂျူလီယက်တယောက်ခွင့်ယူကာဆက်မှုလွာကိုဆင်းလာခဲ့ပါရီနောက်တော့မွေးစားမိခင်လိုဖြစ်နေတဲ့ဝေါ်ကာနဲ့စကားပြောပြီးဂျူလီယက်ကလည်းသူ့ရဲ့လူဝဲနေရာစီကိုဆင်းလာခဲ့ပါရီလူဝဲနေရာကမြေတူးဆက်ကြီးပေါ်ရောက်တဲ့အခါမှာအမတ်တရပစ္စည်းတွေပြန်ကြည့်ရင်ဘဲရောဖုံးတဲ့ပစ္စည်းတစ်ခုကိုကင်ပြီးတော့အမတ်တရတွေပြန်လွမ်းနေခဲ့ပါရီနောက်တော့အလौရှိယာအပေါ်ဘက်ကိုပြန်တက်လာခဲ့ပါရီနောက်တစ်ခဲမှာတော့ဂျူလီယက်နဲ့ပေါ်ပစ်လင်တို့ တော့အခန်းစီကိုဝေရှာဖို့အလုသမားတယောက်ကိုတော့ဖွင့်ခိုင်းနေပါရီဂျိမ့်ပိတ်ထားတဲ့အခန်းမလို့တော့ကိုင်အလုသမားလဲတော့ရှာမတွေ့ဖြစ်နေရကြောင်းဂျူလီယက်ကပဲတော့ဖြတ်ပြီးတော့ဝင်လိုက်ပါရီအထက်ကိုရောက်တဲ့အခါအခန်းမီးဖြတ်ထားတာကြောင်းအလုသမားကို ID မှာမီးသွားဖွင့်ခိုင်းပြီးဂျူလီယက်နဲ့ပေါ်ဘေးလင်တို့ကဓမီနဲ့လူခွဲရှာဖွေကြပါရီပေါ်ဘေးလင်ကဂျူလီယက်မှာရှိတဲ့ဘဲရုပ်ဖုံးတဲ့ပစ္စည်းနဲ့ပုံစံတူတခုရှာတွေ့တာကြောင်းဂျူလီယက်ကိုလာပြကဘာပစ္စည်းမှမသိတဲ့အတွက်ရှင်းအောင်အမွေးနဲ့ထိန်းသိမ်းနဲ့ထဲဖို့အတွက်ပြောလိုက်ပါရီ နောက်တော့ပစ္စည်းတွေသိမ်းပြီးတော့စကန်းလေးကိုပြန်လာခဲ့ကြပါရီညောက်တဲ့အခါမှာတော့ဂျူလီယက်ကလည်းအိပ်ရာထဲလဲနေရင်းဂျော့ချ်ပေးခဲ့တဲ့အယုံကြောင့်ပြန်ပြီးတော့စဉ်းစားနေလိုက်ပါရီဂျူလီယက်နဲ့ဂျော့ချ်တို့ကလည်းလှုပ်ရနေရမှာချစ်ရီလူပြီးတဲ့နောက်တီးတတာစကားပြောနေကြပါရီဂျော့ချ်ကစားစရာချက်နေတော့ဂျူလီယက်ကဘေးရုံဖုံးတက်ပစ္စည်းလေးတစ်ခုကိုကင်ကြည့်ရင်းနဲ့ဘာမှမသိလို့မေးလိုက်ပါရီဂျော့ချ်ကသူကိုယ်တိုင်လည်းမသိပဲရှီအောင်ပစ္စည်းတစ်ခုဖြစ်တဲ့အကြောင်းလေးဂျူလီယက်ကိုလက်ဆောင်ပေးမယ်လို့လည်းပြောလိုက်ပါရီ ဂျူလီယက်ကလည်းဥပဒေနဲ့မလွတ်တဲ့ပစ္စည်းဖြစ်လို့အယုတ်တွက်နဲ့အဖမ်းမခံနိုင်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ဂျော့ဂျ်ကလည်းဂျူလီယက်အတွက် ID ဌာနကတိတ်ခွေလေးခိုးတော့ကသူကူညီပေးခဲ့တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ဂျူလီယက်ကလည်းတိတ်ခွေကိုယူကဆိုင်းလိုတစ်ခုလုံးအသက်ရှင်ဖို့မိစ္ဆာမလိုအပ်လို့ယူရတာကြောင့်အများအကျိုးအတွက်စွန်စားတာဖြစ်ပြီးဂျော့ဂျ်လုံးရဲ့အလုပ်ကကိုအပ်တာအတွက်နဲ့အသက်နဲ့စွန်စားနေတာလို့ပြန်ပြောလိုက်ပါတယ်။ဂျော့ဂျ်ကလည်းဂျူလီယက်အနားကိုကပ်လာပြီးဆိုင်းလိုထဲမှာရှင်သန်နေပြီးတမိုင်းဆိုတာဘာမှမသိရဲ့ပြီး ဆိုင်လိုအတွင်းကလွှဲရင်ဘာမှမသိရပဲရှင်းတဲ့နေရတာကိုမကြိုက်လို့အပြေတစ်ခုခုများရမလားဆိုပြီးတော့ရှာဖွေနေရတဲ့အကြောင်းပြန်ပြောပြလိုက်ပါရီအဲတော့မှရှင်းအောင်ပစ္စည်းတိုင်းကတရံမွင်ပစ္စည်းမဟုတ်ပါဘူးလို့ပြောပြီးတော့လက်ပတ်နာရီတလုံးကိုလက်ဆောင်ထုတ်ပေးလိုက်ပါရီဂျူလီယက်ကလည်းပြက်နေတဲ့လက်ပတ်နာရီကိုလက်ဆောင်ယူထားပြီးနှစ်ယောက်သားစကားတွေတိတ်ပြီးတော့အချစ်တွေဖိတ်ခဲလိုက်ကြပါရီနောက်တနေ့မှာတော့ဂျူလီယက်ကအိယာနိုရာနဲ့ဂျော့ချ်လက်ဆောင်ပေးထားတဲ့နာရီကိုဝစ်ကအလုပ်စီကိုထွက်လာခဲ့ပါရီ အဲ့ဒီချိန်ပေါ်ဘီလင်ရောက်လာပြီးတော့ဂျူလီယက်အတွက်စာရောက်လို့လာပို့တာဆိုပြီးတော့ပြောလိုက်ပါရီပေါ်ဘီလင်ကလည်းစပွဲပေါ်ကဘဲရုပ်ဖုံးတက်ပစ္စည်းကိုမြင်သွားပြီးတော့အဝေးပစ္စည်းတွေကိုရဲမှုကသိမ်းမထားပဲတရားရုံးဌာနကိုပို့ရမယ်ကြောင်းပဏိညာမှာပါရီလို့ပြောလိုက်ပါရီဒူလီယက်ကလည်းပဏိညာုံသူဖတ်ပိုးကြောင်းနဲ့အမှုကြီးကြီးမားမားနေတဲ့ဆက်ဆက်နေအမွေနစ်ပစ္စည်းကိုရဲမှုတယောက်နေနဲ့စစ်ဆေးပိုင်ဝင်ရှိတယ်လို့ပြန်ပြောလိုက်ပါရီပေါ်ဘီလင်ကလည်းပဏိညာုံကိုမမေ့နိုင်စွမ်းပြိုင်ပွဲမှာ၄ချိန်ဆုရထားတဲ့သူဖြစ်တာကြောင်း ဂျူလီယာရွတ်ပြတဲ့ဥပဒေရဲ့နောက်ပိုင်းစလုံးတွေမှာဘလို့ကြောင့်ပဲရှိရှိတရားသူကြီးရဲ့ခွင့်ပြုချက်ပါမှရမယ်ဆိုတဲ့စာအုပ်မေ့နေရလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဂျူလီယက်ကလည်းပြည်ညံတစ်ခုလုံးကဥပဒေအကုန်လုံးကိုဖျောက်လိုက်ပြီးတော့တရားသူကြီးရဲ့ခွင့်ပြုချက်တစ်ခုဆိုတာကိုပဲခြံထားလိုက်ပါလားဆိုပြီးတော့ရွေးပြောလိုက်ပါ ਉ တယ်အဲဒီနောက်တော့နှစ်ယောက်သားကတရားရေးဌာနစီကိုထွက်လာခဲ့ကြပါတယ်ဂျူလီယက်တို့ရောက်တာနဲ့ဆင်ကထွက်ခေါ်ပြီးတော့တရားသူကြီးမဲစတိုးရဲ့ရုံးခန်းထဲကိုဝင်လာခဲ့ကြပါတယ် စင်းနဲ့တွေ့ရနေပေါ်ပီလင်ကနောက်ပြစ်ပြီးတော့တုံနေတဲ့သူ့ရဲ့ညာဘက်လက်ကိုဘဲဘက်လက်နဲ့ထိန်းချုပ်ထားတာကိုဂျူလီယက်ကသတိထားမိပြီးတော့ပေါ်ပီလင်မှာတခုခုဖြစ်နေရဲဆိုတာသိသွားခဲ့ပါရီဂျူလီယက်ကလည်းတရားသူကြီးမဲဂျိုးကိုတွေ့ရနေဒေါနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့စုံစမ်းနေတဲ့အကြောင်းပြောလိုက်ပါရီမဲဂျိုးကလည်းဒေါအမှုကပြီးသွားပြီဖြစ်လို့ဘာလို့ဆက်ပြီးတော့စုံစမ်းမှာလဲဆိုပြီးတော့ပြန်မေးလိုက်ပါရီဂျူလီယက်ကလည်းဒေါရဲ့အိမ်ကိုစစ်ဆေးနေအရာရှိပေါ်ပီလင်တွေ့ခဲ့တဲ့အမွေနှစ်ပစ္စည်းကြောင့်ဒေါလိုမျိုးနောက်ထပ်ရာဇဝတ်သားတွေပေါ်မလာအောင်ဆက်လက်စုံစမ်းမယ်အကြောင်းပြောကာပစ္စည်းကိုပေးလိုက်ပါရီ ဆင်းကလည်းဘဲရုပ်ဘုံတက်ပစ္စည်းကိုတေချာကြည့်ပြီးတော့မဲတိုးနဲ့နှစ်ယောက်သားရုပ်ပြက်သွားပြီမေပြန်ထင်းကအဲ့ဒီပစ္စည်းကဒေါ်ပိုင်နဲ့ပစ္စည်းမဟုတ်ကြောင်ပြန်ပြောလိုက်ပါရီဘော်ဘီလင်ကလည်းဒေါ်ရီချိုးကိုင်းနဲ့ကသူကိုယ်တိုင်တွေ့ခဲ့တဲ့ကြောင်ပြန်ပြောလိုက်ပါရီဆင်းကလည်းလုံခဲ့တဲ့140ကျော်ကလေးကဆိုင်းလိုအမွေပစ္စည်းအားလုံးရဲ့စီးရင်ကိုတရားရေးဌာနကလူတချို့ကအကုန်တီထားတဲ့ကြောင်ပြန်ပြောကဂျူလီယက်ရဲ့လက်ကနားရီကလည်းဂျော့ချ်ဝက်ကီဆိုတဲ့လူပိုင်နဲ့ပစ္စည်းဆိုပြီးတော့ပြောလိုက်ပါရီပြီးတော့မှအခုယူလာတဲ့ပစ္စည်းကဒေါ်ရီပစ္စည်းမဟုတ်တာတေးကြတယ်ဆိုပြီးတော့ပြောလိုက်ပါရီ ဂျူလီယက်ကလည်းမျိုးတော်ဝင်တဲ့မန်စတိုကိုတတ်သွားတဲ့ဆင်းမြက်လောက်ခံတယောက်လိုအမှုမျိုးနောက်ထပ်လူတွေထပ်မပြောင်းထိန်းသိမ်းနိုင်မှုအတွက်အမွေနေ့ပစ္စည်းဆိုင်ရာစုံစမ်းစစ်ဆေးမှုလုပ်ခွင့်ပေးဖို့အတွက်ထပ်မံတောင်းဆိုလိုက်ပါရီတရားသူကြီးမဲစတိုကစကားဝင်ပြောဖို့လုပ်တဲ့အခါမှာဆင်းကသူ့ကိုဖြေရှင်းခွင့်ပေးဖို့အတွက်မဲစတိုကိုပြောလိုက်ပါရီနောက်တော့ဆင်းကဂျူလီယက်တောင်းဆိုတော့ကိုလက်ခံမိအကြောင်းပြောပြီးတော့ဂျူလီယက်ကပဋိညာဉ်ကြောင်းကိုကလေးတော်တော်မှမသိရကြောင်းဘာလို့လို့ပေါ်ပလီနဲ့တွဲပြီးတော့လောက်ရီဂျူလီယက်တို့ကလည်းခွင့်ပြုချက်ရလာကြောင်းအပြင်ပြန်ထွက်တာနဲ့ ဂျူလီယက်ကဘော်ဘီလင်ကိုခြံခဲ့ပြီးတော့သူတောင်ထဲသွားစုံစမ်းဖို့တပြောလိုက်ပါရီဘော်ဘီလင်ကလည်းစင်းမြက်ကြောင်သူကပိုသိနေလို့ခွင့်ပြုချက်ရတယ်ဆိုပေမဲ့သူ့ရဲ့တရှူတွေကနေရာတိုင်းမှာစောင့်ကြည့်နေကြမှာကြောင့်ဘာလို့လို့သူ့ကိုခေါ်သွားဖို့ဂျူလီယက်ကိုပြောလိုက်ပါရီအဲဒီတော့မှဂျူလီယက်ကလည်းအမွေနဲ့မောင်ခိုဈေးကွက်မှာတစ်ချိန်လုံးကနာမည်ကြီးခဲ့တဲ့ပက်ထရစ်ကနေဒီစီကိုသွားမယ်လို့ပြောလိုက်ပါရီဂျူလီယက်တို့ကလည်းပက်ထရစ်အေကိုရောက်တဲ့အခါမှာအင်ဒဂါဝါနဲ့ပက်ထရစ်ကသူ့ထပ်ပြီးတော့အဖမ်းခံရအောင်မလားဆိုပြီးတော့မေးလိုက်ပါရီ ဂျူလီယက်ကလည်းအပြင်ထွက်ပြီးတော့စကားပြောဖို့ခေါ်လိုက်ကလူရှင်းတဲ့နေရာစီကိုလာခဲ့လိုက်ကြပါရီပြီးတော့မှဂျူလီယက်ကဂျော့ရှီယာနေတဲ့အမွေနှစ်ပစ္စည်းတွေရဲ့မူလဇင်းမြစ်ကိုဘသူစီယာရရလဲဆိုပြီးတော့မေးလိုက်ပါရီပက်ထရစ်ကလည်းသူတို့ခုခုပြောရတဲ့ဂျူလီယက်တို့လိုမျိုးရဲတွေကသူ့ကိုဖမ်းမှာပဲဆိုပြီးတော့ပြန်ပြောလိုက်ပါရီဒါ့အပြင်ဂျူလီယက်လက်ကနားရီကဂျော့ရှီယာပစ္စည်းဖြစ်နေရာကြောင့်ဂျူလီယက်စုံစမ်းနေရာတွေကကိုကြီးကိုရာကိစ္စရဲ့အတွက်ပို့ပြီးတော့ဖြစ်နိုင်တယ်လို့ပြောလိုက်ပါရီပြီးတော့မှယူနီဖောင်းဝတ်ထားတဲ့လူတွေကကိုကြီးကိုရာကိစ္စအတွက်ယူနီဖောင်းကိုအသုံးချပြီးဆိုတာနေ့ တခြားလူတွေဒုက္ခရောက်အောင်ယုံမာကြတာထုံးစံပဲဆိုပြီးတော့ပြောလိုက်ပါ ori ဂျူလီယက်ကလည်းအမဒေါသထွက်သွားပြီးတော့တူဒီယိုလာတာကအေးစစ်စစ်မေးဖို့လာတာဖြစ်ပြီးပက်ထရစ်စကားကြောင့်တကယ်ယုံမာပေးရမှာပေါ့ဆိုပြီးတော့ထွက်သွားပါ ori အဲဒီတော့မှပက်ထရစ်ကလည်းနောက်ကနေပြေးလိုက်လာပြီးတော့ဘောဘီလီစီကဘောဘီယုံငါးကနာမည်တခုကိုရေးပေးလိုက်ပါ ori တပတ်မှလည်းတရားရေးရာရှိဆင်းကဘဲယိုဖုံးတက်ပစ္စည်းကိုတေးချကြည်ရင်းနဲ့အမွေနှစ်မတန်းစူးစီးမှုအခန်းထဲဝင်ပြီးတော့စည်ရင်းစာအုပ်တုပ်ကိုထုတ်ယူလာခဲ့ပါ ori တပတ်မှလေဂျူလီယက်တို့ကနမည်ရလာကြောင်းပက်ထရစ်စီကလည်းပြန်ထွက်လာခဲ့ကြပါသည်။ဆိုင်းလူထဲမှလည်းပြည်သူတွေကခွင်းလူချင်းပိတ်ရက်မလို့ရှုပ်ရှက်ခတ်အောင်စီကားနေကြပါသည်။ဂျူလီယက်ကလည်းပြည်သူတွေကြားတဲ့တိုးဝေနဲ့ဂျော့ချ်နဲ့သူ့ရဲ့အတိတ်ကြောင်းကိုပြန်စင်းစားလာခဲ့ပါသည်။သူတို့နှစ်ယောက်လှုပ်ဝဲနေရစီစင်းလာရင်ဂျော့ချ်ကတမိုင်းကြောင်းဆိုတာကလူရီရဲ့ခြေရာတွေအဖြစ်ကြံခဲ့တဲ့မှတ်တမ်းတွေပဲဘာညာဆိုပြီးတော့ဂျူလီယက်ကိုတမိုင်းနီကဖွင့်ပြနေပါသည်။ပြီးတော့မှဆိုင်လူရဲ့ပြင်ပကကဘာကြီးကြောင်စဉ်းစားဘူးလားလို့မေးလိုက်ပြီမြူလီယက်ကတော့ကော်ဖီတောက်မလားဆိုပြီးတော့ကော်ဖီဖြိုးနေပါလိ ဂျော့ဂျ်ကလည်းတောင်းမေးလို့ပြောပြီးမှ "तू ကအလေးနဲ့ပြောနေရတယ်ကိုဂျူလီယက်ကရေးလိုက်ငားလိုက်ပြန်ပြောနေရကြောင်းစိတ်မကောင်းဖြစ်ကာထိုင်နေပါ रे" ဂျူလီယက်ကလည်းဂျော့ဂျ်ပေးခဲ့တဲ့လက်ပတ်နာရီအပြက်ကိုပြန်မြင်လာပြီးဂျော့ဂျ်ကိုပြလိုက်ပါ रे ပြီးတော့မှဂျူလီယက်ကဂျော့ဂျ်တွေးကြည့်နေတဲ့အရာတွေကစိတ်ကူးယဉ်မီတွေးနေရတဲ့ကြောင်းသူ့လူကစိတ်ကူးယဉ်သမားတွေအေးအေးအသက်ရှင်နိုင်အောင်မိဇက်ကိုအမြဲတမ်းထိန်းသိမ်းနေရတဲ့အလုပ်ဖြစ်ကြောင်းပြန်ပြောလိုက်ပါ रे" ဂျော့ဂျ်ကလည်းပြန်အလုပ်လုပ်နေတဲ့နိုင်ကိုကြည့်ပြီးဂျူလီယက်ရဲ့ဆက်ပြင်းစကီးနဲ့သူ့ပေါ်ထားတဲ့ချစ်ချင်းမေတ္တာကိုလေးစားသွားခဲ့ပါရီဂျူလီယက်ကလည်းအတေအကြောင်းကိုပြန်တွေးရင်းသွားမယ့်နေရာနားကိုရောက်လာခဲ့ပါရီနောက်တော့ရေဂျီနာဂျက်ဆန်ဆိုတဲ့အမျိုးသမီးရဲ့အိမ်ကိုရောက်လာတဲ့အခါမှာတော့ရဲစစ်ကိုပြပြီးတော့အိမ်ထဲကိုဝင်လာခဲ့ကြပါရီဂျက်ဆန်ကလည်းဂျူလီယက်လက်ကနိုင်ကိုမြင်လာနဲ့ပြန်မတွေ့ရဘူးလို့ထင်ထားခဲ့တာဆိုပြီးတော့ပြောလိုက်ပါရီဂျူလီယက်ကလည်းဘာမှနားမလည်ရကြောင်းဂျက်ဆန်ကပဲလက်မှာပတ်ထားတဲ့နိုင်ကိုပြောပြတဲ့အကြောင်းရှင်းပြလိုက်ပါရီ ဒူလေးကလည်းအံဩသွားပြီးတော့နိုင်ကိုတိလို့လားဆိုပြီးတော့မေးလိုက်တဲ့အခါမှာဂျက်ဆန်ကလည်းသူ့ဤစားရဲ့ပစ္စည်းလို့ပြန်ဖြေလိုက်ပါရီအဲဒီတော့မှဘောဘေးလင်ကအမွေနှစ်ပစ္စည်းထိန်းသိမ်းလုံးနေလို့ဂျက်ဆန်ရဲ့အိမ်မှာအမွေနှစ်ပစ္စည်းရှိလားလာရှာတာဆိုပြီးတော့ဝင်ပြောလိုက်ပါရီဂျက်ဆန်ကလည်းသူ့ရဲ့အိမ်မှာဘာမှမရှိဘူးလို့ပြန်ဖြေနေဂျူလီယက်ကြေကွဲနေတဲ့ပုံစံကိုသတိထားမိသွားပါရီအဲဒါကြောင့်ဂျက်ဆန်ကလည်းသူ့အရင်ကအမွေနှစ်ပစ္စည်းတွေဂျော့ချ်တွက်စူးစောင်းပေးခဲ့တာကြောင့်တရားရဌာနရဲ့စစ်ဆေးမှုဒဏ်တွေကိုမိသားစုလိုက်ခံခဲ့ရတယ်လို့ပြောလိုက်ပါရီ ဒါအပြင်ဂျော့ချ်ကသူ့စီကလိုချင်တာရှိလို့သူ့ကိုချင်းကပ်ခဲ့တာဖြစ်ပြီးသူ့စီမှရသည်မရှိတော့တဲ့အခါမှာသူထက်ရှာနေတဲ့ဘာမှမသိတဲ့အရာအတွက်အောက်ထက်ဆက်မှုလွာဘက်ကိုစဉ်းသွားခဲ့တဲ့အကြောင်းထပ်ပြောလိုက်ပါရီဂျူလီယက်ကတော့သူမသိသေးတဲ့ဂျော့ချ်အကြောင်းကိုသိချင်တာကြောင့်ဂျက်ဆန်နဲ့ဂျော့ချ်တို့ကတရားဝင်ခွင့်ပြုချက်နဲ့တွဲခဲ့တာလားလို့မေးလိုက်ပါရီဂျက်ဆန်ကလည်းဂျော့ချ်ဆိုတဲ့လူကတရားဝင်ခွင့်ပြုချက်ဆိုတဲ့ပရင်းညင်ကိုမကြိုက်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တုံးချတတ်တယ်လို့ပြောလိုက်ပါရီနောက်ဆုံးမှာတော့ဂျက်ဆန်ကဂျော့ဆက်မှုအလွာစဉ်းသွားတယ်ဆိုတာလေ သူအသုံးချစရာလူရှိလို့စင်းသွားတာပဲဆိုပြီးတော့မကောင်းကြောင်းတွေပဲပြောကာဂျော့ချ်နဲ့ဂျူလီယက်တို့ပတ်သက်မှုကိုသူရိပ်မိနေကြအောင်ပြလိုက်ပါ रे ဂျူလီယက်ကတော့ကြေခွဲပြီးစကားတော်ပြန်မပြောနိုင်ဖြစ်နေရကြောင်းပေါ်ပီလင်ကပဲစစ်ဆေးမှုကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းနဲ့မေးစရာတစ်ခုရှိရင်ဆက်သွယ်ဖို့မှာကပြန်မှုလုပ်လိုက်ပါ रे ဂျက်ဆန်ကလည်းမေးစရာရှိရလို့ချက်ချင်းပြန်ပြောပြီးဂျူလီယက်ကိုကြည့်ကာဂျော့ပြောခဲ့တဲ့ချစ်တယ်ဆိုတဲ့စကားတွေကိုတကယ်ပဲယုံကြည်နေရလားဆိုပြီးတော့မေးလိုက်ပါ रे ဂျူလီယက်တို့ကလည်းဘာမှပြန်မပြောဘဲနဲ့ပြန်ထွက်လာခဲ့ကြပါ रे တပတ်မှလေးစင်ကအမွေနစ်စီးနေထားတဲ့အခန်းလေးကဘေယိုဘုံတက်ပစ္စည်းအကြောင်းဖိုင်ကိုယူဖက်နေတဲ့ပိုင်းဆိုင်သူနမည်နေရာမှာ George Wickens ဆိုတဲ့နမည်ကိုတွေ့လိုက်ရပါတယ်ဂျူလီယက်တို့ကလည်း Jason ရဲ့အိမ်ကပြန်လာပြီးရုံးခန်းတို့ရောက်တဲ့အခါမှာ Sim နဲ့မျိုးတော်ဝင်ဘာနာတို့ကကြိုရောက်နေပြီးတော့ဝင်းနဲ့အကုန်လုံးကိုပြန်လွတ်ထားခဲ့ပါတယ်ဂျူလီယက်ရောက်လာတဲ့ Sim ကဘေယိုဘုံတက်စင်အမွေနစ်ပစ္စည်းရဲ့ပိုင်ရှင်က George ဖြစ်နေကြောင်းဆိုင်လိုရဲ့အမည်မသိမိတ်ဆွေတွေကသတင်းပေးလို့တီးခဲ့ရတယ်လို့တမ်းပြောလိုက်ပါတယ် ပြီးတော့မှ George ကဂျူလီယာရဲ့မိတ်ဆွေဖြစ်နေရကြောင်းအမွေးနှစ်ပစ္စည်းကိုဂျူလီယက်စီကို George ကပေးခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့ဆွဆွဲလိုက်ပါရီဂျူလီယက်ကလည်းအမွေးနှစ်ပစ္စည်းကိုပေါ်ပေးလင်ရှာတွေ့ခဲ့တဲ့ကြောင်းပြောကသူနဲ့ George ပတ်သက်မှုကရိုးရှင်းတဲ့အတွက်သူ့ကိုနိုင်ကလွဲပြီးတော့ဘာမှမပေးခဲ့ဘူးဆိုပြီးတော့ပြန်ညှင်းလိုက်ပါရီအဲ့ဒီအချိန်ဘာနာက George ရဲ့အခန်းလေးကိုတရားရေးဌာနကရှာဖွေလုပ်တဲ့လူစင်းမှာတော့ပါလာလို့ Sim ကိုမေးလိုက်ပါရီ Sim ကလည်းပဋိညင်ရရှာဖွေလူစင်းတွေကိုထုံမပြောရဘူးဆိုတာဘာနာသိပြီးသားပဲလို့ပြန်ပြောလိုက်ပါရီ ဘာနာလည်းဖြစ်နိုင်ခြင်းတခုသူမှန်းကြည့်မယ်လို့ပြောကာဂျော့ရှ်ရဲ့အခန်းကိုဝင်ရှာရင်ဒေါ်ဟာအန်ဒီယံမရှိတဲ့ပစ္စည်းဖြစ်လို့အိမ်ကိုယူလာတာရောမဖြစ်နိုင်ဘူးလားလို့ဆင်းကိုဝင်ပြောလိုက်ပါရီဆင်းကလည်းတက်တဲ့နဲ့ညင်းမရတော့တာကြောင့်ဘာနာရဲ့ဖြစ်နိုင်ခြင်းကိုလက်ခံလိုက်ရပါရီအဲ့ဒါကြောင့်ဘာနာကလည်းဂျူလီယက်တို့စုံစမ်းနေတာကနေမျိုးတော်ဝင်ဂျော့ရှ်နဲ့မန်းတို့ကိုဒေါ်ဟာတက်တဲ့အကြောင်းအရင်ရှာတွေ့ပြီလားလို့ဂျူလီယက်ကိုမေးလိုက်ပါရီဂျူလီယက်တို့ကလည်းမတွေ့သေးဘူးလို့ပြန်ပြေရကြောင်းဘာနာကပြည်သူတွေတီထားတာကမျိုးတော်ဝင်ဂျော့ရှ်နဲ့မန်းတို့တေးတာအသက်ကြီးမှအချစ်ဆက်လန်းထပြီးတော့ ဆိုင်လူတခုလို့လဲရှောင်းရင်းနဲ့နှလုံးဖောက်တည်ရဆိုတဲ့အချက်တိုင်းပဲလက်ခံလိုက်ဖို့နဲ့ဆက်ပြီးတော့စုံစမ်းလို့အမှန်တရားပေါ်လာရင်စူပူမှုတွေဖြစ်လာနိုင်လို့စုံစမ်းမှုကိုရပ်ဖို့ပြောကပြန်ထွက်သွားခဲ့ကြပါလိမ့်။ဘာနာတို့ပြန်ထွက်သွားတဲ့အခါမှာပေါ်ပစ်လင်ကလေဂျူလီယက်ကအမွေနစ်ပစ္စည်းကိုဂျော့စီယာရခဲ့ပြီးလက်ထဲမထားချင်လို့ပေါ်ပစ်လင်ရှာတွေ့အောင်တမင်အကွက်ချခဲ့ဆိုတာတီးသွားတာကြောင့်ဂျူလီယက်ကိုအပြစ်ပြောလိုက်ပါလိမ့်။ပြီးတော့မှသူ့မှာမိသားစုနဲ့ကလေးရှိနေတဲ့အတွက်ဂျူလီယက်ရဲ့တစိုးတိုးလောက်ရတဲ့အကြောင်းသူ့ဘဝပြတ်သွားနိုင်တဲ့အကြောင်းရှင်းမြကား ောက်တဲ့ကိစ္စတွေမှာသူ့ပေါ်ယူသားပေးဖို့တောင်းဆိုလိုက်ပါတယ်။ဂျူလီယက်ကလည်းဂရီမပေးပဲသူ့ကျူးစားမေးလို့ပြန်ပြောလိုက်တာကြောင့်ဘော်ဘီလင်ကလည်းဒေါသထွက်သွားပြီးတော့ဂျော့ချ်နဲ့အချစ်ဇလန်းကြောင့်တကူကောင်းမဆန်ဘူးနဲ့ဘာပဲလို့လို့သူ့ယူသားတိုင်ပင်လုပ်ဖို့ဂျူလီယက်ကိုထပ်ပြီးတော့ပြောလိုက်ပါတယ်။အဲ့တော့မှဂျူလီယက်ကလည်းပေါ်ပီလင်ရဲ့လက်ကဆိုင်ဒရုံးယောဂခံစားနေရတာသူသိရတဲ့အကြောင်းပြောပြလိုက်ပါရီပြီးတော့မှပနစ်ညင်ရရေးရရှိဖြစ်လို့မရတာကြောင့်ပေါ်ပီလင်ကယောဂအကြောင်းဖုံးထားတဲ့ကိစ္စယူသားလားဆိုပြီးတော့ပြန်ခနဲ့လိုက်ပါရီ ဘောဘိလင်ကလည်းချက်ကောင်းထိသွားအောင်သူ့ကိုယ်သူတင်းထားတဲ့စိတ်ဓာတ်တွေထိုးကျသွားပြီးတော့ဂျူလီယက်ကိုနှုတ်ဆက်ကအင်ဝပြန်လာခဲ့ပါ रे ဂျူလီယက်ကလည်းရုံငန်းပြန်လာရင်စားပေါက်တန်းမှာလူးကတ်စ်နဲ့တွေ့ပြီးခဏစကားပြောနေလိုက်ပါ रे ဘောဘိလင်ကလည်းအင်ဝပြန်ရောက်တဲ့အခါသူ့မိမနဲ့ကလေးကိုနှုတ်ဆက်ရင်မျက်နှာမကောင်းတာကြောင့်မိမစိတ်ပူသွားပါ रे ပြီးတော့မှသူ့မိမကသူ့ထဲပေးတဲ့ဂျင်းစင်းစေးတောက်ဖြစ်လာလို့မေးလိုက်ပါ रे ဘောဘိလင်ကလည်းတနေ့လုံးသူ့တယောက်တည်းရှိမနေရကြောင်းမတောက်ဖြစ်တဲ့အကြောင်းပြန်ပြောလိုက်ပါ रे နောက်တော့သူ့ရဲ့ယောဂအကြောင်းကိုဂျူလီယက်သိနေလို့စိတ်တက်ကြနေရဲ့လို့ယင်းဖွင့်လိုက်ပါတယ်။သူ့မိမကလည်းဂျူလီယက်တနေ့ကျရင်ဘောဘီလင်ကိုယုံကြည်လာလိမ့်မယ်လို့အားပေးစကားပြောလိုက်ပါတယ်။ဘောဘီလင်လည်းသူ့မှာရှိတဲ့အကြီးဆုံးစိတ်ပူမှုကသူ့ယောဂကသူ့သားစီမှာပါလာနိုင်လားဆိုတဲ့အတွေးဖြစ်နေအောင်မိမကိုကလေးမယောဂလက္ခဏာပြလာပြီလားလို့မေးလိုက်ပါတယ်။သူရဲ့မိမလည်းကလေးရအစင်းကြီးချောင်းနဲ့စိတ်ပူမလုံဖို့အားပေးစကားပြောလိုက်ပါရီတပတ်မှလည်းဂျူလီယက်ကအိမ်ပြန်လာပြီးကရင်မော်လှဲကအတေးချောင်းပြန်ပြောင်းစဉ်းစားနေလိုက်ပါရီ ဂျော့ဂျ်နဲ့နှစ်ယောက်သားတွေးနေချိန်ကဂျော့ဂျ်ပြောပြခဲ့ဘူးတဲ့ဆိုင်လိုမှာရှိသမျှလူတိုင်းရဲ့ဇကားတွေမှာအမှန်တရားဆိုတာမပါဘဲအလိမ့်ညာတွေပဲဆိုတာပြန်လည်စဉ်းစားရင်ဇကားပြောချက်ကိုယူကအပြင်ထွက်လာခဲ့ပါရီအဲ့နောက်တော့ဝေါ်ကာနဲ့လမ်းဆက်သွယ်ပြီးသူအကုန်လုံးလွတ်ချပြီးတော့ဝေါ်ကာပြောသလိုပဲဆက်မှုအလွာကိုပြန်လာတော့မယ်အကြောင်းပြောလိုက်ပါရီဝေါ်ကာလည်းအမှန်တရားကိုယင်ဆိုင်ဖို့သွားတဲ့လူကလက်လျှော့ပြီးတော့ပြန်လာစရာမလိုဘူးလို့ပြောကအဆုံးထိလုပ်ပြီးမှအင်ုံပြန်လာဖို့အတွက်ပြောလိုက်ပါရီ ဂျူလီယက်ကလည်းစိတ်တက်ကိုပြန်လဲတီဆောက်ပြီးတော့ညာရင်းချင်းပဲဂျက်ဆန်ရဲ့အခန်းစီကိုပြန်သွားလိုက်ပါတယ်။အခန်းထဲကိုရောက်တဲ့အခါမှာတော့ဂျက်ဆန်ကဂျော့ချ်ကိုတစ်ဆာဖောက်ပြီးတရားရဌာနလက်ကိုအပ်လိုက်တယ်လို့ဆွဆွဲလိုက်ပါတယ်။ဝေါ်ကာလည်းစကားကိုတိုးတိုးပြောဖို့နဲ့သူခန်းနေရန်နေမှာနားထောင်သူတွေမကြောက်ပစ္စည်းမျိုးစုံအမိုက်ပုံလိုကတ်ထားပြီးမြင်သူတို့ကကြားနေရတဲ့အကြောင်းပြောလိုက်ပါတယ်။ပြီးတော့မှဘန်ဂါမာတခုခုညက်ကအတန်မြင်အောင်လှုပ်လိုက်ပြီးမှစကားဆက်ပြောဖို့အတွက်ဂျူလီယက်ကိုပြောလိုက်ပါတယ်။ဂျူလီယက်ကလည်းဘသူလဲလို့မေးတဲ့အခါမှာဂျက်ဆန်ကသူမသိဘူးလို့ပြန်ပြောရင်းနဲ့ တရားရေးဌာနကို तू တရင်ပြတာမဟုတ်လေဘသူမှမသိရဲ့လူတယောက်ကိုပဲ तू ပြောလိုက်တဲ့အကြောင်းပြန်ပြောလိုက်ပါလေနောက်တော့မှဂျက်ဆန်ကတရားရေးဌာနကလူတွေနေကင်းပိုင်းအင်ုံလာရှာပြီးညဘက်ရောက်မှမောင်မဲတွေမှာလူတယောက်ကသူ့စီကိုရောက်လာတယ်လို့ပြောလိုက်ပါလေအဲဒီလူကဂျက်ဆန်ရဲ့တဏီလုံးလို့သမယအရာတွေပြောခဲ့တဲ့ဇကားတွေနဲ့ဇကားပြောသမယလူတွေအကုန်လုံးရဲ့နာမည်တွေကိုပါသိနေပြီးတော့မိသားစုကိုပါချင်းချောက်လာတာကြောင့်သူပြောလိုက်ရတဲ့အကြောင်းရှင်းပြလိုက်ပါလေ ပြီးတော့မှအဲ့ဒီအမှောင်မဲတဲ့ကလူကဆိုင်းလို့တစ်ခုလုံးမှအဲ့ကြတဲ့ကိစ္စအစာသိနေအောင်တခုခုလုံထားတယ်လို့သူထင်ကြောင်းနေဂျူလီယက်ကိုလည်းအစအရာသတိထားဖို့အတွက်ပြောလိုက်ပါတယ်ဂျူလီယက်ကလည်းဂျော့သေးတဲ့ကိစ္စကဂျက်ဆန်နာမည်ပေါ်လိုက်လို့ဆိုပြီးတော့ထပ်ပြီးတော့ဆွဆွဲတဲ့ခါမှာဂျက်ဆန်ကလည်းဂျော့ချ်သေးတာကဟက်ဒရိုက်ကိုထုံမပေးလို့ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဂျူလီယက်ကလည်းသူလဲဟက်ဒရိုက်ကိုရှာဖို့အပေါ်ရက်ကိုတက်လာတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်အဲဒီတော့မှဂျက်ဆန်ကဂျော့ချ်ရဲ့မိသားစုအမွေပစ္စည်းတစ်ခုကိုသူပေးခဲ့ကြောင်းနဲ့ ဟက်ဒရိုက်ကိစ္စကိုသူဘာမှထပ်မသိလို့စိတ်ဖိစီးမှုတွေထပ်ပြီးတော့မပေးပါနဲ့ဆိုပြီးတော့ဂျူလီယက်ကို ပြောလိုက်ပါတယ်။အဲနောက်တော့သူဖွက်ထားတဲ့ဂျော့ဂျ်ရဲ့မိသားစုစင်ဆက်ထင်းထင်းလာခဲ့တဲ့အမွေပစ္စည်းတစ်ခုကိုထုတ်ပေးကရင်းသမျှအတန်ထွက်မပြောဘူးနဲ့အမွေနေသေးကအရာတွေကဂျူလီယက်ကိုတပ်ပစ်နိုင်တဲ့အကြောင်းသတိပေးလိုက်ပါတယ်။ဂျူလီယက်လည်းအိမ်ထဲထုတ်ထားတဲ့အမွေနေပစ္စည်းကိုယူကာဂျက်ဆန်စီကပြန်လာခဲ့ပါတယ်။အခန်းထဲရောက်တဲ့အခါမှာအထုပ်ကိုဖွင့်ကြည့်လိုက်ပါတယ်။အေးထုတ်တဲ့ကနေပြီးတော့စာအုပ်တုပ်ကိုတွေးတာကြောင့်အဲ့စာအုပ်ကိုဖွင့်ကြည့်ရင်အံအောမင်းသက်သွားပါတော့လေ အဲဆောက်တဲမှာတော့အပြင်မက်ကဘာကြီးမှာရှိတဲ့တစ်ပင်တောအုပ်ပုံတွေပင်လေပင်ကြီးရဲ့ရင်သက်ရှူမောစရာအလားပါဓာတ်ပုံတွေနဲ့ပရိစံတွေရဲ့ပုံတွေကိုစူးစီးပြသထားတာကြောင့်ဒူနီယာကလည်း George တခါပြောဘူးတဲ့ဆိုင်လူရဲ့အပြင်ဘက်အကြောင်းပြန်လည်သတိရသွားရင်လည်းအတွေးနယ်ချဲ့နေလိုက်ပါတော့လေအဲဒီအချိန်အခန်းတစ်ခုထဲမှာတော့ CCTV ကင်မရာတွေကနေတဆင့်ထိုင်ကြည့်နေကြတဲ့ဝင်းနှဲနှစ်ယောက်ကဂျူလီယက်လုံနေရတယ်ကိုအကုန်မြင်သွားပြီးပထမဝင်းနှဲတစ်ယောက်ကသူ့ကိုတွားနှုံးမှဖြတ်တော့မယ်လို့ပြောလိုက်ပါတယ်ဒူရီယာဝင်းနှဲကလည်းညားလေကောင်းကြီးမလို့ အဆင်ပြေပါမလားလို့ပြန်ပြောတဲ့အခါမှာပထမဝန်ထမ်းကလေဂျူလီယက်ရှာတွေ့နေတဲ့ယာကအန်နီယယ်ကြီးရဲ့အတွက်ချက်ချင်းသူတိမဖြစ်မယ်လို့ပြန်ပြောလိုက်ပါရီအဲဒါကြောင့်ဒုတိယဝန်ထမ်းကလည်းချက်ချင်းပဲတရားအကိုနှိုးဖို့ထွက်သွားလိုက်တဲ့အချိန်မှာပဲဆိုင်းလိုစီဇန်1အပီဆိုဒ်6ကလည်းပြီးဆုံးသွားခဲ့ပါရီရုပ်ရှင်ဇာတ်လမ်းကောင်းတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ ZD4U channel လေးကိုလည်း like and subscribe လေးလှူထားပေးထားကြပါအောင်ခင်ဗျာ အားပေးကြတဲ့ပရိသတ်များအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ ZD for you wine တို့သားများကဆုတောင်းပေးလိုက်ရပါသည်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ